and composing a similar six line verse ပိုအောင် pre reading ကဲကလေးတို့လည်းဒီအရင်ဆုံးဒီအဖြေလေးတွေပေါ့နော်မဖတ်ခင်မှာပေါ့ကြပြားလေးကိုမရွတ်ဖတ်မိမှာဒီအကြောင်းလေးတွေကိုနည်းနည်းလေးကြည့်အောင် name sam reading you know name sam bridges you know မင်းတို့တွေသိထားတဲ့အချို့သောတရားတွေရဲ့နာမည်လေးတွေကိုပြောပြပါဦးတဲ့နော် ကိုတိရတရားနာမည်လေးပြောပေါ့ဒီခြေလုံးနိုင်ငံမှာလည်းတရားတွေအများကြီးနောက်ကဘာကျော်တရားတွေလည်းတည်ထားတာရှိမယ်အဲ့ဒါလေးပြောလို့ရတယ်နံပါတ်2 what are they made of အဲ့ဒါတွေဘာနဲ့လုပ်ထားတာလဲတန်နဲ့လုပ်ထားတာလားတစ်သားနဲ့လားဒါမှမဟုတ်ကြီးစတီးပေါင်းကြီးနဲ့လားတချို့ဆိုကြောက်ထုကြောက်နဲ့ထွင်းတာတရားတွေလည်းရှိရယ်နော်အဲ့ဒါလေးတွေလည်းပြောပြရမှာဖြစ်ပါတယ်နံပါတ်3မှာတော့ which bridge do you like most why မင်းဘယ်တရားကိုအနှစ်သက်ဆုံးလဲဘာကြောင့်လဲ ဥပမာဆိုရင်ကလေးတို့စီမှာတံတားတွေမြင်မှုမှာပဲတံတားတွေကိုတွေ့မှုမှာပဲတံတားတွေပေါ်မှာလည်းအဲဖျက်လျှောက်ခဲ့မှုမှာပဲဖျက်သန်းပြီးသွားလာခဲ့မှုမှာပဲပြောထားတဲ့တံတားတွေအများကြီးထဲမှာမမင်းကဘယ်တံတားမျိုးကိုကြိုက်တာလဲပြီးရင်ဘာကြောင့်ကြိုက်တာလဲဒီမှာဆိုရင်အဲကလေးတို့မြင်ရမယ့်အတိုင်းပါပဲတံတားလေးတွေပေါ့နော်တံတားမျိုးစုံလေးဒီမှာဆိုလို့ရှိရင်ဒါ stitch structure တံတားကြီးတွေလည်းရှိတယ်ပြီးတဲ့အခါမှာဒီဘီလက်မြေတံတားစီမံတံတားပေါ့ဗီလက်မြေတံတားတွေလည်းရှိတယ်ပြီးတဲ့အခါမှာ ဒီတက်သားလက်ရံတဲ့တံတားမျိုးလေးလည်းအဆုံးရှိတယ်ဒါကလေးတို့မြင်တဲ့တံတားကြီးပြောလို့ရတယ်ကဲအဲ့ဒါဆိုရင်ဒီပူဝံဘက်ကိုသွားကြမယ်နော်အဲခေါင်းစဉ်လေးကတော့ကလေးတို့မြင်တဲ့အတိုင်းပဲ bridges ပေါ့နော် I like a bridge any kind of bridge at all a great deep bridge with tower steep and tall an oak harbor bridge that span a waterfall a huge stone bridge with its bridge floor and wall a railroad bridge where fresh trains slow crawl A wooden bridge, a cement bridge, whether big or small. Yes, I like a bridge, just any kind of bridge at all. Here, Yere lua lo changes a pet pibai. Can ma so glossary le bi thai, no? Glossary ma fridge train, not fridge, fra, re, ah, taste, not fridge train. A train used to transport goods or materials, not used for carrying passengers. ဲ့တော့ဒီယထားတွေကဘာအတွက်သုံးတာလဲဆိုတော့ကုန်ပစ္စည်းတွေ goods ဓာတ်ဒီမှာကုန်စီရေနော်ကုန်စီတွေ material ပစ္စည်းတွေကို transport တည်ယူပို့ဆောင်ဖို့အတွက်အသုံးပြုပါတယ်တဲ့လူတွေက passenger ဆိုတာခရီးတယ်ပေါ့နော်ခရီးတယ်တွေကိုတည်ယူပို့ဆောင်မှုမဟုတ်ပါဘူးတဲ့မြန်မာလူဆိုဒီချက်တော့ကုန်ယထားလို့ပြောရမှာနော်ပြီးတဲ့အခါမှာ Houston အဲ့ဒီ Houston ဆိုတဲ့ဒေသကဒီမှာဖြတ်တောက်ဖြတ်ထွင်းတာပေါ့နော်ဖြတ်ထားတာခုတ်ထွင်းတာ a bridge cut and shape out of slab or stone bridge ဒါကကြတော့ကြောက်တုံးတွေကိုဒီချက်တော့ ထူထွင်းဖြတ်တောက်ပြီးတော့ပုံဖော်ထားတဲ့စကားမျိုးเนาะကြောက်တုံးတရားမျိုးကိုပြောတာပါ rack ဆိုတာကတော့သူကကျန်းနန်းတာပေါ့เนาะဒီမှာ having a an even surface လို့ပြောတယ်ဒီမျက်နှာပြင်ကျန်းတဲ့တရားကြီးကိုပြောတာပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီဟိုကြပြားဆရာကဘာပြောထားလဲဆို I like the bridge တဲ့တရားတစ်စင်းကနှစ်သက်ပါလေတဲ့ any kind of bridge at all ဘယ်တရားမျိုးမဆိုသူနှစ်သက်ပါတယ်တဲ့ a great bridge with tower step and door တကယ်ဟိုတာဝါကြီးတွေလို့ပေါ့နော်တကယ်မျောစင်ကြီးတွေလို့ပေါ့ဒီမှာမျောစင်ရတော့မဒီပုံလေးဆိုတာဒီပုံဆိုဒါပေါ့နော်မျောစင်လိုမျိုးပဲမြင့်မြင့်မားမားကြီးရှိနေတဲ့နော်ဒီ street structure တကယ်တရားအစင်ကြီးတွေကိုကြိုက်တယ်လို့မျိုးတဲ့ and cocoa bridge that span a waterfall ဒီမှာဆိုလို့ရှိရင်ရေပေါ့နော်ဒီရေတခွန်ဒီရေတခွန်တွေကိုရေတခွန်မှာဖြတ်သွားတဲ့ပေါ့နော်ရေတခွန်လေးတွေရှိနေတဲ့ဖြတ်သွားတဲ့တရားမျိုး နော်အဲ့မှာသူကအိုးခါပါအမိုးကလည်းတကယ်ဟောင်းတွန်းနေ bridge အဲ့လိုမျိုးဆိုလေသူနှစ်သက်တာပါပဲတဲ့ a houston bridge with its rich flow and war နိုင်ငံนี่သူ့ရဲ့ကျမ်းမြင်နေရကျမ်းတမ်းနေတဲ့ဒီကြောက်တုံးတံတားလေးကြီးလေသူနှစ်သက်တယ်တဲ့ a road bridge where freight trains slowly crawl နောက်ယထာတန်လန်းယထာတထာယထာတန်လန်းဒီမှာဖြတ်ထားတဲ့တံတားကြီးမြင်ဘူးပဲပါလိမ့်မယ်အဲ့ဒီမှာလေဒီကုံယထာကြီးရဖြင်းညင်းစွာ သွားနေတာကိုတွေ့ရလိမ့်မယ်အဲ့ယထားမျိုးလေးနှစ်သက်ပါတယ်အဝူဒန်ဘရစ်တတာတာအစီမံဘရစ်ဘီလက်မြေပေါ့နော်ပြောဒီရှယ်လို့ဘီလက်မြေနဲ့ပြုလုပ်ထားတတာနော် whether big or small ဘလို့ယထားဥစ္စာတတာမျိုးပဲဖြစ်ဖြစ်ကြီးတာပဲဖြစ်ဖြစ်ငယ်တာပဲဖြစ်ဖြစ် yes i like the bridge ဟုတ်ပါတယ်ကျွန်တော်ကြိုက်ပါတယ် yes any kind of bridge at all ဘလို့တတာမျိုးပဲဖြစ်ဖြစ်ကြိုက်ပါတယ်လို့သူကပြောထားပါတယ်ကလေးတော့ဘလို့နေလဲတတာလေးကိုကြိုက်ကြလားဆိုရင် answer the following questions အောက်မှာပေးထားတဲ့မြေခွန်းလေးကိုဖြည့်ကြည့်အောင်နော် name the kinds of bridges the poet likes ကဲအဲ့တော့ဆိုရင်ကြပြားဆရာကြိုက်တဲ့တံတားမျိုးစားလေးတွေရဲ့နာမည်ကိုပြောပြပါ which word is repeated in the poem in which the line does not it appear does it appear find the rhyming words and their line number အဲ့တော့ဒီမှာဒီကြပြားလေးကိုဒီဘက်မှာပြန်ပြီးပြထားတယ်အဲ့ကြပြားလေးကိုကြည့်ပြီးတော့သူကြိုက်တဲ့တံတားလေးသူဒီကြပြားဆရာကြိုက်တဲ့တံတားမျိုးစားလေးတွေကို ပြောကြည့်ပါဦးကဲသူပြောသွားတဲ့ထက်မှအများကြီးပဲเนาะဒီ Steel Bridge လည်းသူကြိုက်တယ်လို့ပြောတယ် Okaba Bridge လည်းကြိုက်တယ်เนาะဒီ Houston လည်းသူကြိုက်တယ်လို့ပြောထားတယ်เนาะနောက်ပြီးတော့ကြတော့ဒီဟို Railroad Bridge ကိုလည်းသူကြိုက်တယ် Wooden Bridge အစီမံ Bridge ဒါကြိုက်တယ်ဆိုတော့အဲ့တံတားမျိုးစားနာမည်လေးတွေပြောရုံပါပဲနံပါတ်2နံပါတ်2မှာတော့ဒီကဗျာထဲမှာအမြဲတမ်းလိုလိုပေါ့နော်အချိန်မှန်များဆိုတာထက်ကျင် repeated ဆိုတာထက်ကျင်ထက်ကျင်ပေါ်လာတဲ့စကလုံးလေးပေါ့နော်အဲ့စကလုံးကတော့ကလေးတို့လည်းဒါအကြားနေမှာပါနော် အဲ့တော့ဟိုအဲ့ဒါဆိုရင်ဒါ bridge ပေါ့เนาะအများကြီးပဲစာကြောင်းတွေတော်တော်များများမှာဒီ bridge ကပါပါတယ်။ Now find the rhyming words and their line number ပြီးတဲ့အခါမှာတဲ့ဒီကာယံပေါ့เนาะ rhyme ဖြစ်တဲ့ words လေးစကားလုံးလေးတွေကိုရှာပြီးတော့ဘယ် line number တွေလဲဆိုတာကိုဖော်ပြခိုင်းထားပါတယ်။ကဲကလေးတို့သေချာစဉ်းစားပြီးတော့ဖြေကြည့်ပါဦးဒီဖြေလေးတွေကို။ကဲ number 1မှာ the kinds of bridges the poet like are grace deep bridges or cover bridges Wheelstone Bridges, Railway Bridges, Wooden Bridges and Cement Bridges ကဲသူဖော်ပြထားတဲ့တံတားတွေထဲမှာသားတို့ကလေးတို့မဖော်ပြနိုင်တဲ့တံတားလေးတွေရောရှိသလားကဲထက်ကြည့်မယ်နော် Bridges ကတော့ဒီပွဲထဲမှာအများကြီးထက်ကျင်ထက်ကျင်ပါလာတယ် Line 1 2 3 5 7 9 11 12 14 15အဲ့တော့သူမပါတာဆိုလို့ဒီချေတော့4ရယ်6ရယ်အဲ13ရယ်မှာပဲမပါတာကျန်တဲ့နေရာတွေမှာတထားဒီ bridge ဆိုရဲတံတားလေးပေါ့နော် bridge ဆိုတံတားလေးတံတားလေးရဲ့ဟိုစာလုံးလေးဟာချိန်မှန်များစွာပေါ်လာတာကိုတွေ့ရပါတယ်။နောက် rhyming words တွေကတော့ all in line thought all in line 2မှာ all ရှိတယ် line 4မှာ thought ရှိတယ်အဲ့တော့ all thought 6မှာဆို waterfall နော် line 8မှာဆို wall နောက် line 10မှာဆို crawl line 30မှာဆို small line 50မှာဆိုရင် ဒီချက်တို့ all ပေါ့အဲ့ဒါတွေကအကုန်လုံးကာယံညီရဲ့စကလုံးတွေဖြစ်တယ်ကလေးတို့အဖြစ်နဲ့ရောတိုက်ရလားပြန်ပြီးစစ်ကြည့်ပါဦးနံပါတ် B ကိုရောက်ပါပြီ complete the following table with the description of bridge the first one is done for you as an example တဲ့အောက်မှာပေးထားတဲ့ဒီဇယားလေးအဲ့ဇယားလေးမှာเนาะဒီ bridges တွေတရားတွေနဲ့ပတ်သက်ပြီးဖော်ပြချက်ကလေးတွေပေါ့เนาะအဲ့ဒါလေးတွေကိုဖြည့်ပေးရမှာဖြစ်တယ်ပထမတစ်ခုကတော့ဒီမှာနမူနာဖြစ်နေပေးထားတာဖြစ်တယ် ဥမာဆိုရင် a great bridge ဆိုရင် with tower steep and tall o cover bridge ဆိုရင်ဘာထည့်ရမလဲ o cover bridge ဟုတ်ဘယ်ဟာဘလိုမျိုးလေးလဲဒီ o cover bridge ဆိုရင်အမိုးကဒီဥစားအမိုးလေးတွေကဒီဟောင်းနှွမ်းနေတဲ့အမိုးလေးတွေနဲ့ရှိတယ်ပြီးရင်အဲ့ဒီမှာဘာလေးပါနေမလဲခုနကတော့ကဗျာထဲမှာရှိတဲ့ဟာလေးကိုပြန်စဉ်းစားပြီးထည့်မယ်နော်ပြီးတော့ Houston Bridge ကဲဒီ bridge မှာရောဘယ်လိုပုံစံလေးဖြစ်နေလဲ ဒါကြပြားလေးမှာပါတဲ့စကလုံးလေးနဲ့ပေါ့ထည့်ပေးရမှာဖြစ်တယ်။နောက် railroad bridge မှာရောဒီအနောက်က description ကဘာလိပေးထားလဲ။ကလေးကိုတေချာလေးစဉ်းစားပြီးဖြည့်ကြည့်ပါ။ကဲအရှင်လေးကိုကြည့်ရအောင်နော်။ခုနကတော့အဖြေက a great steep bridge မှာတော့သူက example ပေးပြီးသား with tower steeps and tall လို့သူကပေးထားသလို and cool old cover bridge မှာ the span the waterfall လို့ရေးထားပါတယ်။ a huge stone bridge မှာကျတော့ with its red floor and wall เนาะ a rail bridge railroad bridge မှာကြတော့ where freight train slowly crawl เนาะအဲဒါကတော့ကြံမှာပါတဲ့စာသားလေးတွေကိုပြန်ပြီးတော့ဖြေရတာပါအဲခလေးတို့ဘယ်လောက်မှတ်နိုင်တယ်လဲဆိုတာလေးကိုဒါပြန်ပြီးတော့မိထားတာဖြစ်ပါတယ် the pigeons and describe the following as in exercise b the first one is done for you as an example ကဲအားဆိုလို့ရှိရင်ဒီချေရိုးတွေเนาะဒီ exercise b မှာလုပ်ထားခဲ့တဲ့เนาะရှင်းမှာ ချဲလို့လုတ်ပြီးသားဖြစ်တဲ့တဓာတ်နဲ့ပတ်သက်ပြီးတော့ဖော်ပြချက်ကလေးတွေနဲ့ပေါ့နော်ဒီချဲလို့ဒီမှာလည်းအဲ့ဒီနမူနာလေးကိုယူပြီးတော့ဒီချဲလို့လည်းဒီပုံစံလေးလုပ်ကြည့်ကြအောင်ဥပမာဆိုလို့ရှိရင် तू ကနံပါတ် A ကို तू ကပထမတစ်ခု तू ကဒီ example အနေနဲ့လုတ်ပြထားလေ a red rose နှင်းစင်ဒီလေးတပွင့်ပေါ့နော်အဲ့ဒါဆိုရင် with beautiful petals and sweet fragrance ပေါ့ဒီမှာနှင်းစင်ဒီလေးနော်နှင်းစင်ဒီလေးကအယောင်လေးအယောင်သွေးလေးကလည်းတောက်နာပေါ့အဲ့တော့ तू ကပြောထားတာကလှပ ပြီးတော့ပေါ့နော်လှပတဲ့ပွင့်ချက်လွားလေးတွေရဲ့ပြီးတဲ့အခါမှာအနက်မွှေးမွှေးကြံကြံလေးပေါ့နော်အနက်ရင်ရင်လေးပေါ့ sweet fragrance ဟိုဒါ fragrance ဆိုတာအဲဒါမျိုးလေးရှိတယ်လို့ပြောထားတယ်။ကဲအဲ့ဒါဆိုဘီမာကြတော့ a sweet red apple အနီအောင်ပန်းသီးချူချူလေးတစ်လုံးပေါ့နော်ပန်းသီးလေးတစ်လုံးကဲအဲ့ဒါဆိုရင်ရောဘယ်လိုဖော်ပြကြဘယ်လို expression လေးတွေထည့်ရင်ကောင်းမလဲပေါ့နော်။နောက်နံပါတ်စီမှာ a small singing part เนาะ သိငဲ့တဲ့တင်းဆုံငှက်ကလေးကြောင်းလေသူကပြောပြောစီခြင်းနဲ့အသူ့ဘလို expression လေးနဲ့ပေါ်ပြမလဲနောက်နံပါတ်ဒီမှာကြတော့ an expensive car ဈေးကြီးတဲ့တန်ဖိုးကြီးတဲ့ car ပေါ့နော် car တစ်စင်းเนาะအဲ့တော့တန်ဖိုးကြီးတဲ့ car တစ်စင်းကိုဘလို့ပေါ်ပြချက်ကလေးနဲ့ပေါ်ပြမလဲစဉ်းစားထားမယ်เนาะပြီးရေးချရေးကြည့်ပါဦးဘလို့ရေးမလဲဆိုတာကိုเนาะဘယ်စက်ကလုံးလေးတွေသုံးမလဲ ောက်တစ်ပတ်ဤ a tiny blue cottage တဲ့တက်အိမ်အပြာရောင်သေးသေးလေးပေါ့နော်အဲအဲ့ဒီဟာလေးကိုလည်းဘယ်လိုဖော်ပြချက်ကလေးနဲ့ပြောမလဲဆိုတာကိုဒီချေတို့ကြည့်ကြရအောင်ကဲဒီ next slide မှာတော့ဒီချေအဖြေနမူနာလေးဖြည့်ပေးထားတယ်နော်ဒီ sample answer ပေါ့နော်အဲ့တော့ a red rose မှာကတော့ခုနပြောတဲ့အတိုင်း with beautiful petal and sweet fragrance လို့ပြောထားတယ် a sweet red apple ကိုတော့ဒီချေ with helpful nutrients and attractive skin လို့ပြောထားတယ်ပန်းသီးကစားကြည့်လိုက်တာနဲ့စားခြင်းစရာလေးလीအနီအောင်လုံးလုံးကြွကြွလေးအယောင်လေးရာလीး သူ့ရဲ့ skill ပေါ့သူ့ရဲ့အခွန်လေးကတကယ်ကိုဆွဲဆောင်မှုရှိတယ်။ပြီးတဲ့အခါမှာ helpful အာ nutrient ဆိုတာတကယ်ကိုအဟောစာပေါ့ကျမ်းမာစေတဲ့အာဟာရတွေပြည့်ဝနေတဲ့ပန်းသီးလေးအာကလေးတို့လည်းကြားအောင်ပါပဲဒီပန်းသီးလေးတွေကကျမ်းမာရေးအတွက်လည်းကောင်းတယ်အဲတချို့ဆိုအလှပအတွက်တောင်သုံးတယ်လို့ပြောတာလေအဲ့အတွက်ကြောင့်မလို့ဒီချက်ကတော့ဒီလိုမျိုးလေး description လို့ပြောတာပါနော် description လေးပေးထားရတယ်ပေါ့အဲကလေးတို့လည်းကိုကြိုက်တဲ့ပုံစံနဲ့ပေးလို့ရတယ် ကိုကြိုက်တဲ့စကားလုံးလေးသုံးပြီးတော့ပေါ့နော်ဒါလေးကိုဘယ်လိုဖော်ပြမလဲဆိုတာလေးကိုသုံးလို့ရပါတယ်။နံပါတ်စီမှာတော့ a small singing bird ဒီတဲဆုံခက်ကလေးတက်ကူတော့ဒီချက်က with sweet white a cute appearance လို့ဒီချက်ကပြီးထားတယ်။ခုနလိုပဲအတန်ချွချိုလေးပေါ့အတန်ချွချိုအေးအေးလေးနဲ့ပြီးတဲ့အခါမှာဒီ cute ဆိုတာချစ်ဖို့ကောင်းတဲ့တွင်ပြင်းလေးပေါ့နော်ငါကလေးတက်သေးလေးဆိုတော့လေချစ်စရာလေးပေါ့နော်ခုနပုံမှန်လေးဒီချက်ပြထားရှိရဲ။နောက်နံပါတ်ဒီ an expensive car အဲ့တော့ဒီဈေးကြီးတဲ့တန်ဖိုးကြီးတဲ့ကားဆိုရင်တော့သူဘာလုပ်နိုင်တလေအော်ဒီချီကတော့တကယ်ကိုပုံသဏ္ဍာန်လေးရတယ်သူများနဲ့ကိုမတူတဲ့သူ့ရဲ့ feature လေးရတဲ့ခါလေးပုံစံလေးရတယ်တကယ်ကိုမြို့သားပုံစံအစစ်တမ်းမြင့်တဲ့ပုံစံဖြစ်မယ်နောက်ပြီးတော့တက်တောက်တက်တာစီးနိုင်တာကအရေးကြီးတယ်မလားဒီကားတစီးပေါ့နော်ဈေးတန်ဖိုးကြီးတဲ့ကားတစီးကိုဈေးကောင်းကောင်းနဲ့ဝယ်ပြီးဆိုလို့ရှိရင်တကယ်ကိုတက်တောက်တက်တာနဲ့ကြီးလာရင်လေတကယ်ကိုသူများနဲ့မတူတဲ့အသွင်ပြင်လေးနဲ့လှပနေတာမျိုးပေါ့နော်ခံရနေတဲ့ပုံစံမျိုးလေးဖြစ်ဖို့ ဖြစ်မဲ့ဆိုပြီးတော့ဒီချက်ဒီ expression လေးကိုရေးပြထားတာပါနံပါတ်အီးမှာတော့ a tiny blue cottage ကကြတော့ဒီချက်တို့ဒီတထက်အိမ်အပြာရောင်တေးသေးလေးကကြတော့ where i love to visit every summer နွေရာသီတိုင်းအားလက်ရက်တိုင်းမှာပေါ့နော်သွားလဲခြင်းနဲ့အင်္ဂလိပ်လို့နော်သွားလဲခြင်းနဲ့နေရာလေးဆိုပြီးတော့ဒီချက်က expression လေးပေးထားတယ်အော်ဒီသားတို့ဟိုတမီးရောဘယ်လိုလေးဖြေထားမလဲကြည့်လိုက်ကြအောင်ကိုဖြေလေးတွေကရောဒီချင်းနဲ့နီးစက်သလားကြည်ပါဦးဒါမှမဟုတ်တခြားဖြေလေးတွေလည်း ကိုကြိုက်တယ်လို့ဖြေလို့ရတယ်เนาะဒါ sample အစာတွေပဲဖြစ်ပါတယ်ကဲနံပါတ်ဒီမှာကတော့ in group group of the following in the box and compose a similar six line verse to bridges begin your poem like this เนาะကဲအုပ်စုလိုက်ကလေးတွေเนาะဖြေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဆုံးဒီ 6ချောင်းပေါ့စ6ချောင်းကဗျာလေးပေါ့เนาะကဗျာလေးတပုတ်ဥစားဒီ bridges လို့ပုံစံမျိုးလေးပဲပေါ့เนาะ begin your poem like this အဲ့တော့မင်းရဲ့ကဗျာလေးကိုဒီလိုမျိုးလေးစလိုက်ပါ i like a dot 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 မင်းထည့်ချင်တာလေးကိုထည့်ဥမာဘာလို့ဆိုတော့အောက်မှာပြီးထားတယ်လေ but car floor floor french fruit song เนาะ ငှက်ကလေးအကြောင်းပဲဖြစ်ဖြစ်ကားလေးတစ်စင်းအကြောင်းပဲဖြစ်ဖြစ်ပန်းလေးတစ်ပွင့်အကြောင်းပဲဖြစ်ဖြစ်တငယ်ချင်းအကြောင်းပဲဖြစ်ဖြစ်အဲတတိလေးအကြောင်းပဲဖြစ်ဖြစ်တချင်းလေးတွေမိကြိုက်တာကိုပြောလို့ရတယ်အဲ့တော့စရမှာကတော့ I like uh, being and kind of any kind of being at all เนาะအဲ့ဒီအကြောင်းပြောမယ်အဲ့တော့ဒီမှာတော့ဒါကတော့ bridge လေးဆိုဒါစလေးဆိုရဲတံတားလေးဆိုပြောလို့ရတယ်ဒီ sakura ပေါ့ဒီ cherry ban လေးတွေနဲ့ဒီလှမ်းပြီးမြင်နေရတာရှုခင်းလေးတွေကလည်းဒီမှာလှပနေတဲ့ပုံလေးပေါ့နော်ဒါတံတားလေးဆောက် ကျောက်သားအကြောင်းပေါ့နော်ပြောတဲ့အကြောင်းမှာတော့ခုနကကြညာလေးကိုတော့သူကဒီပုံစံလေးနဲ့ဆက်သွားတယ်ကဲအဲ့ဒါဆိုရင်ဒီမှာပေးထားတဲ့ဒီ6ခုလေးရပေါ့နော်ကိုကြိုက်တာလေးကိုကြပြဖွဲ့လို့ရတယ်ကဲစဉ်းစားကြည့်ပါဦးဘာလေးအကြောင်းကိုဒီကြပြလေးပေါ့နော် ဖွဲ့ခြင်းတလေဒီချေကတော့နမူနာလေးနောက် slide မှာပြထားပါတယ်ဒီချေရဲ့ sample answer မှာဒီချေကတော့ဒီချေကတော့ပန်းလေးကိုရွေးထားပါတယ် flower i like a flower any kind of flower at all an attractive flower with beautiful feature and fragrance and an unknown flower which is tiny and innocent เนาะပန်းလေးတစ်ပွင့်ကိုငါကြိုက်တယ်ဘလို့ပန်းမျိုးဆိုကြိုက်တယ်ပေါ့နော်အဲတကယ်ကိုဆွဲဆောင်မှုရှိတဲ့ပန်းလေးတွေဟိုလှပတဲ့ပုံပန်းအသွင်ပြင်းတဲ့ပေါ့နော်လှတကယ်အရန်ကိုလှပတဲ့အသွင်ပြင်းလေးတွေနဲ့အမွှေးရနံလေးတွေရှိတဲ့ပန်းလေးတွေကိုကြိုက်တယ်လို့လူသိမ့်မသိတဲ့ပန်းလေးနော်လူသိမ့်မသိတဲ့ပန်းလေးတွေအဲ့ပန်းလေးတွေကတကယ်ကိုတိတိလေးတွေနဲ့လေတိတိနဲ့ innocent ဆိုတာဒီမှာတစ်ချက်ကတော့ဒီအပြစ်ကရိုးရိုးလေးပေါ့နော်ရိုးရိုးရှင်းရှင်းလေးပဲ အဲဟိုအပြစ်မဲ့တဲ့ပုံစံလေးနဲ့ပန်းလေးတွေလည်းနှစ်သက်တယ်ဆိုပြီးရေးထားတာပါကာယံလေးကိုတချို့တရား fragrance နဲ့ innocent နဲ့ကိုယူထားတယ်ပေါ့နော်ကဲကလေးတို့ရောဒီကဗျာလေးကိုသဘောကျကြရဲ့လားကလေးတို့ရောဘလူကဗျာလေးဆက်မလဲဒီချဲတို့ကြည့်ကြရအောင်နော် I stop here ah uh, thank you for your